ကျွန်တော်တို့တက်မတော်ကလူကိုရီးယားလေပါတီနိုဒီမိုကရေစီစနစ်ကိုလက်ခံလိုက်တယ်ကျွန်တော်ပြောပြသားဖြစ်ပါတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲမှာလည်းအားလုံးပါဝင်ပြီးပြပြီးပါရိုးသားသားပါပဲကျွန်တော်အခုလည်းတကယ်ရိုးသားသားကျွန်တော်ပြောတော့ကျွန်တော်တကယ်လည်းကျွန်တော်တိုင်းပြည်တင်းကြီးအေဂျင့်ပြီးဖွံ့ဖြိုးတိုက်တက်ပြတိုက်ပြတွေဖြစ်ဆင်ပါဓမိုက်တင်ကားစာတွေဖြတ်တန်းလာဓမိုင်းတွေသိလို့ရှိရင်ကျွန်တော်တို့ရဲ့ရှင်းကြီးဝါးလဲဝင်ခဲ့တယ်ရှင်းကန်ဝါးလဲဝင်ခဲ့တယ်ဒါတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်းအကောင်းဆုံးအခြေအနေကတော့ နိုင်ငံရေးမှာတော့ပါတီတို့ဒီမိုကရေစီစနစ်ကတော့အကောင်းဆုံးဖြစ်နေဆိုတော့ကျွန်တော်ပြပါဒါကျွန်တော်တို့လက်ခံပါကျွန်တော်ကတော့တဲ့ဒါကိုလည်းအားပေးပါထို့တည်းထို့တည်းပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါတွေလည်းဒါတော်တော်လေးရှိပါဒါတွေလည်းပတ်သက်ရင်လည်းကျွန်တော်တို့ကတော့ဒီမိုကရေစီနဲ့နိုင်ငံမြေမချက်မှာကျွန်တော်ပြေးထလာရှိတယ်ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စီကိုချိုင်နဲ့ပြည်တော်စုတိဆောက်ရေးဆိုကျွန်တော်ပြေးခဲ့တာရှိဖက်ဒရယ်အခွင့်အရေးတွေပြေးဖို့ဒါလေးပြေးဖို့ဒါဆင်းရဲရှိပါထို့တည်းပဲ သူ့ထိုက်ပေးတဲ့ဟာပေါ့ဗျာဒါတွေတော့ကျွန်တော်တို့သွားမှာပေါ့ဒီကြတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်တို့လည်းဖြစ်ချင်တာခင်ဗျားတို့ဖြစ်ချင်တာအများကြီးရှိမှာဒါပေမဲ့လူလူနတ်မလန့်နိုင်စုတူပဲအခုလုံးတော့မဖြစ်နိုင်ဘူးဖြစ်သည့်ဖြစ်တဲ့ကံတော့ကျွန်တော်ဖြစ်အောင်ပုံရိယကျွန်တော်တို့သွားအများကြီးဆုံးဖြတ်ချင်တယ်ကျွန်တော်သွားမှာဖြစ်ပါဒါရီကနိုင်ငံရေးရအဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟုတ်လားဒီမိုကရေစီလက်ခံလဲဆိုရင်ကျွန်တော်တို့ကပါတီစိုဒီမိုကရေစီပြည်သူကတောင်းဆိုတာလေဗျကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာ အဲ့တော့ဒီမိုကရေစီဟောမှာဆိုရင်ငင်းငင်းချမ်းချမ်းနဲ့ဒီမိုကရေစီမြန်မာနိုင်ငံဆောင်ရွက်ဖို့ပဲတို့ပါမြန်မာနိုင်ငံတွင်စစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုများမလုပ်ဆောင်ဘဲသဘောထားကွဲလဲသူများကသာအကြမ်းဖက်မှုများလုပ်နေဟုမင်းအောင်လှိုင်ပြောပြန်ရိုးရိုးသားသားပြောရလျင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တော်တိုင်းပြည်ဖြစ်ခြင်းဟုအကြမ်းဖက်စစ်ကောင်းဆောင်ဆို မြန်မာနိုင်ငံတဝန်းတွင်စစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုများကိုလှုံ့ဆော်ခြင်းမရှိဘဲသဘောထားကွဲလွဲသူများကသာစန့်ကျင်မှုများလုပ်ရန်အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က ပြောဆိုသည့်ယနေ့နေပြည်တော်တွင်ပြုလုပ်သည့်2025အလုံးမြန်မာနိုင်ငံ၏စိန်ခေါ်မှုဖော်ဝန်မဲမဘီယာ2025ဆွေးနွေးပွဲတွင်မင်းအောင်လှိုင်ကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည့် လက်ရှိမြန်မာနိုင်ငံတွင်တိုင်းပြည်အေဂျင့်မှုပြပြနေပြီးအကြမ်းဖက်တိုက်ခိုက်မှုများကိုစစ်တပ်ကလှုံ့ဆော်ခြင်းမရှိကြောင်းသဘောထားကွဲလွဲသူများကသာစန့်ကျင်မှုများလုပ်ရန်အကြမ်းဖက်မှုများလှုံ့ဆော်နေခြင်းဖြစ်ကြောင်းနိုင်ငံရေးနှင့်လုံခြုံရေးအရာတည်ငြိမ်အေဂျင့်မှုမရှိ၍ရင်းနှီးမြှုပ်နှံမှုများမလာတော့ကြောင်းကင်းကဆိုသည်လုံခြုံရေးနှင့်ပတ်သက်လို့တိုင်းပြည်မှာတည်ငြိမ်အေဂျင့်မှုတွေပြပြနေတာရှိပါတယ်ကျွန်တော်တို့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့လုပ်တာမဟုတ်ဘူး တဘောထားကွဲလွဲသူတွေကနေပြီးတော့ဆန့်ကျင်မှုအတွက်အကြမ်းဖက်မှုတွေကိုလှုပ်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုဘလို့မှလာဖို့အကြောင်းမရှိဘူး။ဟိုနာဆူဆူဘူးဒီနာဆူဆူဘူးဖြစ်ဆိုလဲနိုင်ငံရေးအရာဖြစ်လို့ရှိရင်လဲတော်တော်လေးနောက်တို့နေမှာဒီလိုပဲအကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေရှိနေရင်လဲရင်းနှီးမြှုပ်နှံမှုဘလို့မှလာနိုင်စရာအကြောင်းမရှိဘူး။ဟူအကြမ်းဖက်မရောက်နိုင်တာရှင်းပြသည်။ မင်းအောင်နိုင်ကစစ်တပ်အနေဖြင့်ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးတသားပြောရမည်ဆိုလျှင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သောတိုင်းပြည်ဖြစ်ချင်ပြီးဖြစ်ကြောင်းတိုင်းရင်းသားများအနေဖြင့်ပြောနေသည့်အခွင့်အရေးများလည်းရှိနေကြောင်းဖြစ်တဲ့ဖြစ်ထိုက်သည့်များကိုပေးမိဖြစ်ပြီးလူအလိုနှက်မလိုက်နိုင်၍အကုန်လုံးမပေးနိုင်ကြောင်းမင်းကဆိုသည်လူ့သူဒရင်းမာတွေတက်ချက်ဖို့လူပြီးမီဒီယာအသက်ပညာတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့နိုင်ငံခြားဩဇာအရှိတက်ရောက်အောင်ကြိုးစားနေမှုတွေပေါ်မှာလည်းတံပြန်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်အခင်များတောင်းလဲနေတဲ့ ဓမ္မစီဝါကြီးတဲ့သူကောင်းမွန်စွာလက်ပါရှိတဲ့နယ်ပို့ခဲ့ကျွန်တော်တို့ဟာလူသားအရင်းမြစ်တွေရင်းနှီးပြုနိုင်ကြပါမယ်လူသားအရေးအစကြီးကိုပညာသင်ကြားပေးဖို့နဲ့ဒီချိန်ပေးမှုတွေအသေးချာလုပ်ဆောင်ပြရမှာဖြစ်တယ်လို့လည်းပြောကြလို့ပါပြောလာကြတဲ့ဧတတော်ကြီးများခင်ဗျာဒီကုစင်းဒီဘက်မှာအိန္ဒိယတရုတ်ရုရှားထိုင်းညီပေါင်းဂျပန်အီတလီစတဲ့နိုင်ငံတွေကအတွေ့အကြုံဘုဒ္ဓတာများစွာရှိတဲ့ပညာရှင်ကြီးတွေဒါရောက်ဆွေးနွေးအကြံပြုကြမှာဖြစ်လို့2025အလွန် မြန်မာနိုင်ငံကိုခင်ဗျဖုံးဖို့တွက်တဲ့နိုင်ငံတစ်ခုအဖြစ်ပုံဖော်တိဆောက်ရမှာမျိုးစွာထောက်ကူပြုနိုင်မှာဖြစ်ပါတယ်။ဒီရရှိနေတဲ့ဆွေးနွေးမှုတွေဟာမြန်မာနိုင်ငံအတွက်လက်ညှိုးမှုတွေလက်ပြမှုတွေနဲ့ဘာပြူဝါတွေကိုပေးစားနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားပါကြောင်းပြောကြားလိုပါတယ်။ဒီကုလားကြတဲ့နိုင်ငံကအပညာရှင်ကြီးများအနေနဲ့ဒီအခုဆွေးနွေးပွဲကြီးကိုတောက်လာရင်မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ရဖွင့်ရကြပါလိမ့်မယ်။တရက်ပြူတရက်မတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖြတ်နေကြတဲ့မီဒီယာအတူတွေဒီလက်မှုကင်းတဲ့ မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ပညာရှိရှင်းတွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာဒေါ်စာကြွားချမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်တို့ဘာတွေဟာတင်းဥဒေစိတ်ပြပြကြပါလဲ။စစ်မှန်တဲ့အကြံပြုမှုတွေကိုလည်းလေးစားစွာနောက်ထပ်တို့စေရနာပါတဲ့ဟူပါမှုတွေကိုလည်းကျွန်တော်တို့ယူသားစွာလက်ခံပါလဲ။ဒီစင်လိုဘက်ကြီးကလည်းစစ်မှန်တဲ့အကြံပြုမှုတွေနဲ့စေရနာပါတဲ့ထောက်ပြပြောဆိုမှုတွေကိုကျွန်တော်တို့ထိတာခွင့်ရပြီးနိုင်ငံအကျိုးကိုအထောက်အပံ့ပြုလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ အခုဆွေးနွေးခွင့်ရှိကိုပြည်ကြိုင်းဝန်ကြီးဌာနကကြီးကြပ်ပြီးမြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ narrative တင့်တဲ့အဖွဲ့ကဖွဲ့ကြီးကစီစဉ်ကြည့်ပါတာဖြစ်ပါလေ။မြန်မာတို့ရဲ့ရည်ကြည်တဲ့အချိန်ကာလမှာတော်ရနေတဲ့ကဘာကြီးနဲ့တိုက်တွန်းညီထွေမြန်မာနိုင်ငံကိုရှေ့သို့လှမ်းချနိုင်ဖို့အတွက်အခုဆွေးနွေးခွင့်ကြီးကအခုဆွေးနွေးခွင့်ကြီးကိုအချိန်လိုက်ကြိုးပမ်းစီစဉ်အကောင့်တွေဖော်ပြကြတယ်။ပြည်ကြိုင်းဝန်ကြီးဌာနနဲ့မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ narrative တင့်တဲ့အဖွဲ့ကြီးကိုလည်းဂုဏ်ယူပါကြောင်းအတိအမှတ်ပြုပြောကြားလိုပါလေ။ဒီကိစ္စတွေနဲ့ပြောရရင်ဒီကိစ္စနဲ့ခွဲကြီးရဲ့ရလဒ်တွေဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုလှပပါတာပုံဖော်ရမှာအကောင့်နဲ့ကောင်းကျောင်းပုံရိပ်တွေဖြစ်လာနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ကျွန်တော်တို့တရားစွန့်နေကြတဲ့ဒီလိုပြပပညာရှင်တွေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်။နိုင်ငံတကာကလာကြတဲ့ပညာရှင်ကြီးတွေကလည်းမြန်မာနိုင်ငံမှာဒီတိုင်းစင်မှာမြန်မာနိုင်ငံရဲ့လှပတဲ့တဘာဝရှိခွေးတွေနဲ့မြန်မာတွေရဲ့နှွေးထွေးတဲ့ပြူမှန်မှုတွေကိုခံစားနိုင်ကြပါသည်။ဆင်ရှင်လည်းကျမ်းမာကြပါသည်။မြန်မာနိုင်ငံနိုင်ငံတကာကိုချိတ်ဆက်ပေးရင်မြန်မာနိုင်ငံရဲ့ပုံရိပ်အမှန်များကိုပြန်လည်တည်ဆောင်တာ ချစ်ချစ်ရင်းနှီးမှုတွေတွေ့မိတိဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကိုချက်လိုက်ပါတယ်။ဒါလို့ကျေးဇူးတင်ပါခင်ဗျာ။ဟိုအခမ်းအနားရဲ့တပုတ်တပါဝါရောက်ကျွန်တော်ဖွင့်မေကုန်းတော့ပြောပြပါဆိုပြီးတော့ကျွန်တော်ပြန်ကြိုင်းဝင်ကြီးလာတော့ပြင်ပြရတဲ့အတွက်ကြောင့်ဖွင့်မေကုန်းတော့ကျွန်တော်ပြောပါဒီ Japan Native တင်းတဲ့ဘုရားနေပြီးတော့ဒီ2025အလွန်ဘူးဝင်ရောက်ကပါမမနက်ကကြိုးပြလိုက်မယ်စေကုံမှုမဲနဲ့ခွန်လမ်းများကုန်တာဖင်လို့ပဲလုပ်မယ်ဆိုပြီးတော့ကြံကြိုက်ဝင်ကြီးကျွန်တော် ဒါတင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့တော့လေးတာမာလောက်ပါပဲအဲတော့ပါကောင်းပါလေကျွန်တော်ဒီလိုပဲပြောလိုက်ပါခန္ဓာစီစဉ်လေးဒီလာပြီးရှင်းပြတဲ့ခါမှာဒီခန္ဓာနိုင်ငံကကတိညာရှင်နဲ့ပါလေအနာဂတ်တွေအရေးကြီးတယ်အဲ့တော့ဘုံကြီးအဲ့မှာလေအဖွင့်ပေကိုပြောကြပေးပါဆိုတဲ့တဆင့်ဒါရောက်လာတာမာတော့ပတ်လို့ဖို့ပေါ့နောက်ကတော့တဆင့်မေကုန်းကျိုးကိုဖြစ်လာအကမ်းမေကျွန်တော်ပြောပြပါမယ်ဆိုကျွန်တော်အောက်လိုင်းလေးတွေကျွန်တော်ချိုးရလေးတွေပြောပြပါအဲ့ဒါလေးတကယ်တော့တိတ်ကြရင်ကကျွန်တော်ခါထပ်ပြီးတော့သူကအသေးစိတ်ပေါ့ဒီ budget တာတွေမလာပြီးရှင်းပြရင်းနဲ့ ဟိုတို့မိလိုက်ပါနည်းနည်းလေးဆွနေရင်ကောင်းမယ်ထင်ပြီးဆိုတော့ဝေကြီးကကျွန်တော်ထပြီးထပြီးပြောတာပါအဲ့ဒါနဲ့ကောင်းမပြောလို့ဆိုတော့ကျွန်တော်ကောင်းနေရှိတာစိတ်ထဲရှိတာပြောတာပေါ့ဆိုပြီးတော့ဒီလိုတဲ့ဒီလိုဆက်နေတဲ့အဆင်ကျွန်တော်ရောက်လာတာဖြစ်ပါမူရကကျွန်တော်ဆွနေမှုစဉ်းစားမရှိပါအဲ့တော့ဒီမှာလဲဘာပဲပဲဒါကျွန်တော်တို့တက်တော့ဒါမလားကောင်းတဲ့ဒါဒီဆွနေခွဲတော့ကဆွနေခွဲတခုတော့ဒါပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးကျွန်တော်အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းဆွနေပြရလို့နော် အဲ့တော့ဒီမှာနိုင်ငံရဲ့ကြုံတွေ့လာမဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရရင်တော့ပထဝီဒီထားနေကျွန်တော်တို့စပြီးတော့ပြောရမယ်ပြီးတမန်ကြောင်တွေနည်းနည်းရှိပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ challenge ပါတီဖြစ်နိုင်တယ်ဆိုတာလေးကျွန်တော်နည်းနည်းကျွန်တော်အမြင်လေးပါပဲ၃၅မိနစ်လောက်ပါနော်ကျွန်တော်လည်းရှင်းပြမယ်ဒီမှာနိုင်ငံကဒီအရှိတော်အရှံမှာရှိတဲ့နိုင်ငံတစ်ခုဒါလူတိုင်းသိပါတယ်အာဆီယံမှာပါနိုင်ငံတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်တို့နိုင်ငံရဲ့အနေထားမှာဒီလေကောင်းတာမိုင်ပေါင်း1000ကျော်လောက်ကျွန်တော်ရှင်းလျက်ပါတယ် ကျွန်တော်တို့နဲ့ထိစပ်နေတဲ့ကြီးပင်မှာဆိုလို့ရှိရင်ကပ်ပြင်းပြင်းလဲတော့ပင်ကလာပြင်းလဲနောက်ပြောက်ပဲစေးပေါင်းနဲ့အိန္ဒိယတမုတ်တွေကကျွန်တော်ရှိပါတယ်ကျွန်တော်တို့ပထဝီဒေတာပြောလို့ဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားထူးခြားတဲ့ဒေတာတခုရှိရောတို့တို့ကအင်အားကြီးနိုင်ငံတွေအင်အားကြီးနိုင်ငံတွေကြီးတယ်အင်အားကြီးနိုင်ငံ၅နိုင်ငံရှိပါတယ်အဲဒီ၅နိုင်ငံကလက်ဖင်နာတရှိအိန္ဒိယထိုင်းတိယဟိုတော့ဒါအုစ်နောက်ထိုင်းနိုင်ငံဖြစ်ပါတယ်ထူးခြားတော့အင်အားကြီးနိုင်ငံနိုင်ငံ၅နိုင်ငံထဲမှာနှစ်နိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံတို့ရဲ့တိတ္တသမ၄၆ ်ဘီလျံလောက်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့တရုတ်နိုင်ငံတည်ထောင်မှာ၄နှစ်ဘီလျံကျော်လောက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။အဲတော့နိုင်ငံအင်အားကြီးဒူးရီအင်အားကြီးမှတဲ့နိုင်ငံတစ်ခုကြမှာနိုင်ငံကြီးထိဆက်နေတဲ့နိုင်ငံဖြစ်ပါဒီနိုင်ငံကနိုင်ငံရေးရတော်ကောင်ရည်ရွယ်မှုရတော်ကောင်ဒူးမျိုးဒီဒူးနောက်ကဒီဒူးမျိုးရတော်ကောင်မတူမတူညီတဲ့ကွဲပြားခြားတဲ့နိုင်ငံတွေဖြစ်တာပဲကျွန်တော်တွေ့ရနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘူရီတက်တန် တက်ဒီတက်ကွန်ဆက်ကျော်လောက်ကျွန်တော်ရှိတယ်ဆိုတော့အချမ်းမြေတိရပါနောက်ထိုင်းနိုင်ငံထိုင်းနိုင်ငံဆိုပေမဲ့ထိုင်းနိုင်ငံပါပဲကျွန်တော်အာဆီယံနိုင်ငံဖြစ်တဲ့အာဆီယံနိုင်ငံလေးကျွန်တော်တို့ ဲ့ဒါချက်ကြဲလို့ဆိုရင်တန်ပေါင်း600နဲ့80လောက်ကျွန်တော်တို့ရှိပါတယ်။အပေါင်းလိုက်တော့အလုံးပေါင်းလိုက်တော့3ဘီလီယံ4ဘီလီယံနီးပါးလောက်5ဘီလီယံကျော်ကျော်4ဘီလီယံနီးပါးလောက်ရှိတယ်။တပတ်လူကြီးက10ဘီလီယံလောက်ရှိတဲ့အတွက်ကြောင့်လူကြီးရဲ့90%ကျော်တော့နီးပါးလောက်ပါမြန်မာနိုင်ငံပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတာဒီကျွန်တော်တို့ပြေးပါပြောရမှာပြောကြကြတရှိနေတဲ့နိုင်ငံတို့ပြောပါလိမ့်မယ်။နောက်တော့ရှိရတဲ့နိုင်ငံဖြစ်ပါတယ်။တော်မြောက်ရှိရတဲ့။နောက်နိုင်ငံဝအပြားလိုက်ဖြတ်ကြည့်နေတဲ့ရေချိုးမြေချောင်းတွေ၊အရာတွေတို့ချင်းတွေတို့စစ်တောင်းတို့ ။အဲဒါဒီမြစ်တွေလည်းကျွန်တော်တို့ရှိတယ်။နော်ဒီဒီအရာဒီမြစ်ကျောတချောက်ပေါ့နော်။ဆင်ချင်ချင်းမြစ်ကျောတချောက်ဒီမှာလည်းလုကစားတောင်းနေတဲ့ညမနိုင်ငံမြေပုံလေးတစ်ချက်ကြည့်မယ်ဆိုရင်ကလေးတချောကဟုတ်လားလုကစားတောင်းနေတဲ့မြေကြီးအများကြီးရှိတော့ကျွန်တော်တွေ့ပါတယ်။နော်လုကစားတောင်းနေတဲ့ရာဒီဥရုကျွန်တော်ရှိပါနော်။နော်တပောင်းကပြာစားတဲ့ပစ္စည်းပေါ်ကျွေးပါတဲ့နိုင်ငံလေးဖြစ်ပါဒါတွေကကျွန်တော်တို့ရဲ့အခွင့်အမ်းလေးအားသာချက်တွေဖြစ်ပါတယ်။ဒါနဲ့ဒါတွေကလည်းအရေးပါမှုတွေဖြစ်ပါတယ်။ဒီအရေးပါမှုတွေကို ဟုတ်လားဆိုရတဲ့ကျွန်တော်တို့ကဘလို့ကျွန်တော်တို့မရှိပြီးသားအရေးပါမှုတန်ဖိုးရှိပြီးသားဒီဖြစ်ပါဒါတွေကိုကျွန်တော်တို့အရေးပါတဲ့ဟာကိုအရာရောအောင်လုပ်နိုင်လို့ရှိရင်တော့တန်ဖိုးရှိလာမှာဖြစ်ပါတယ်ဒီအရေးပါတော့အရာရောမလုပ်နိုင်တော့ကျွန်တော်တို့ရဲ့ချင်းနေစိတ်ကောင်းမှုတွေဖြစ်လာနေပြီလို့ကျွန်တော်တို့မတွေ့ရှိပါဘူးကျွန်တော်တို့ရဲ့တမန်ကြောင်တွေတစ်ချက်ခုနပြောတဲ့ပထဝီအနေထားတမန်ကြောင်တွေပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရှင်မလေးလွတ်လာရေးရပ်ပြီးကြတဲ့အနေနဲ့လွတ်လာတဲ့ကပြိပခါတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ပြောတဲ့ဘဝထပ်ပုံပစ္စည်းကုန်ကျပစ္စည်းတွေတော်များများရှိပါတယ်။ ဒါကြောင့်နောက်တော့ကရေမြေတဘာဝတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှလည်းရှိတမိုင်းဆယ်ဆယ်ရတယ်ပြီးအရင်အတင်းတင်းရှိတဲ့လူမျိုးစုတွေအရင်နေတဲ့လူမျိုးစုတွေရှိကုန်နေထိုင်ရနေပြီးတော့တိုင်းတန်းပေါင်းစုစုပေါင်းနေထိုင်ရတဲ့နိုင်ငံကြီးတစ်ခုဖြစ်လာတာဖြစ်ပါတယ်။တရားစတဲ့ပေါ်ကျော်ဝမ်းတရားစတဲ့ပေါ်ကျော်ဝမ်းမှုကလည်းတန်ကြည့်လို့ရှိရင်လည်းဒီတရားစတဲ့ပေါ်ကျော်ဝမ်းမှုကြောင့်လည်းကျွန်တော်တို့ကိုလိုနီပြုကြီးခံနေရတာပြကျွန်တော်ပုံမှန်ရှိတဲ့တရားသာတာတွေကိုလာရောက်ပြီးတော့ဆိုင်ရလူလူချင်းတဲ့စိတ်နဲ့ကျွန်တော်တို့အဲအဲ့တော့အဲပြည်ချက်ပါမှာပုံပြီးပေါ့နော်ပုံပြီးပါမှာပုံပြီးပါမှာနေပြစပြီးတော့ကျွန်တော်စခဲ့တာ